အားလုံးပဲမင်္ဂလာပါရှင် Digital Fusion Company မှာကြိုဆိုပါရရှင်ညီမကဒီဗီဒီယိုလေးမှာဆိုရင်တော့မိတ်ဆွေတို့ဆိုင်နဲ့ပတ်သက်ပြီးတော့မှဝင်ငွေထွက်ငွေဆိုတဲ့အသုံးစရိတ်ကဏ္ဍလေးတွေကို software ထဲမှာမလိုမျိုးမှတ်သားပြီးတော့အသုံးပြုလို့ရမယ်ဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့ပြသပေးတော့မှာပဲဖြစ်ပါတယ် ပြီးတော့ညီမတို့ကဒီစော်ဝဲလေးရဲမှာဆိုရင်ကိုဆောင်ရဲ့အတုံးစိတ်ဒီကိုထက်ကျင်နေဆိုပါကဒီဝင်ငွေထွက်ငွေဆိုတဲ့ကဏ္ဍလေးကိုတွားရပါမယ်ပြီးတော့သူထရမှာဝင်ငွေထွက်ငွေဆိုတာကိုရွေးချယ်ပြီးတော့ညီမတို့ကအတုံးပြုလို့ရပါပြီဒီတော့ဒီဝင်ငွေထွက်ငွေဆိုတဲ့နေရာမှာမားရီအတုံးပြုလို့ရမယ်ဆိုတော့ဝင်ငွေဆိုတာရှိပါတယ်ဒီဝင်ငွေဆိုတာကတော့ညီမတို့ကဘလို့နေရာမျိုးတွေမှာအတုံးပြုလဲဆိုတော့ကိုကကိုဆိုင်မှာတင်ထားတဲ့ပစ္စည်းတွေပေါ်မှာရောင်းလို့ရတဲ့အမြတ်ငွေကို ပမာဏမဟုတ်ဖ ೇನೆ တခြားဆိုင်ကသူတို့ပစ္စည်းလေးကိုအစမ်းအနေနဲ့လာပြီးတင်ပေးထားတဲ့ဓာမျိုးလေးကိုရောင်းပေးပါဆိုပြီးတော့ဒီပစ္စည်းပေါ်မှာကိုကပါဆန့်ရတာမျိုးဒီလိုဓာမျိုးတွေကိုမှညီမတို့ကဒီဝင်ငွေဆိုတဲ့ကဏ္ဍမှာလာထည့်ပေးရမှာပဲဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ဒီထောက်ငွေပါ။ထောက်ငွေဆိုတာကတော့ကိုကကိုဆိုင်ကသုံးလိုက်တဲ့ပတ်စံပမာဏတွေကိုထည့်ပေးရမှာပဲဖြစ်ပါတယ်။ဥပမာအဖြစ်မီတာကပေးရမျိုးရေခုံဆောင်တာမျိုးနောက်ထပ်ဖုန်းပေတို့ Wi-Fi ကြီးတို့အစရှိသဖြင့်ပြီးရင်တော့ဆိုင်ကမ်းအတွက်ဆိုင်ကမ်းပြင်ဆင်ကြတယ်။ဒါမှမဟုတ်လို့ရှိရင် ကိုကဝန်ထမ်းကိုလာစားပေးလိုက်တာမျိုးဝန်ထမ်းကိုမဝိုးပေးလိုက်တာမျိုးစားတဲ့ဆိုင်အတွက်ပတ်သက်တဲ့သုံးလိုက်တဲ့အသုံးစရိတ်ကဏ္ဍတွေကိုတော့ညီမတို့ကထောက်ငွေရမှာထည့်ပေးရမှာပဲဖြစ်ပါတယ်။ပြီးတော့နောက်ထပ်တစ်ခုကတော့အချားပါ။ဒီအချားဆိုတဲ့ကဏ္ဍကတော့ညီမတို့ကကိုကပန်းရှင်ကိုပြန်အပ်လိုက်တဲ့ပတ်စံပမာဏဆိုရင်တော့အချားနဲ့ထည့်ပေးရမှာပဲဖြစ်ပါတယ်။ဒီတော့ညီမကဥမာအနေနဲ့ ထွက်ငွေလေးတစ်ခုထည့်ပြပါမယ်ဒီတော့ထွက်ငွေဆိုတာကိုရွေးချယ်ပြီးတော့မှဒီမှာအကြောင်းအရာဆိုတဲ့နေရာမှာကိုကဘာကြောင့်ဒီပတ်စံပမာဏသုံးလိုက်ရတယ်ဆိုတဲ့အကြောင်းအရာလေးကိုရေးပြလို့ရပါတယ်ဒါကြောင့်မလို့ညီမကထွက်ငွေမှာ wifi ကြီးဆိုပြီးတော့ညီမထည့်လိုက်ပါမယ်ဒီလိုမျိုး wifi ကြီးလို့ညီမထည့်လိုက်တယ်ထည့်လိုက်ပြီးသွားရင်တော့နောက်ထပ်တစ်ခုကတော့ညီမຈັດတင်ပြီပါဒီຈັດတင်ခွင့်မှာအကိုပေးလိုက်ရတဲ့ပတ်စံပမာဏကိုထည့်ပေးလို့ရပါတယ်ဒီတော့ညီမက3000ခွဲဆို3000ခွဲဆိုပြီးညီမထည့်လိုက်ပါမယ် ပြီးရင်တော့ဒီမှတ်ချက်ဆိုတဲ့နေရာမှာညီမတို့ကမှတ်ချက်အနေနဲ့ဥမာဘယ်ဝန်ထမ်းကဒီပစံကိုပေးလိုက်တယ်ဆိုတာမျိုးစတဲ့ကိုရေးချင်တဲ့မှတ်ချက်လေးတွေကိုဒီနေရာလေးမှာလာပြီးတော့ရေးလို့ရပါတယ်။မရေးဘူးဆိုရင်လည်းညီမတို့ကတင်လိုက်လို့ရပါပြီ။ဒါဆိုလို့ရှိရင်တော့ညီမတို့ဒီမှာသုံးလိုက်တာကကိုသုံးလိုက်တဲ့ပစံပမာဏက3000ခွဲပါ။ပြီးတော့ဘာကြောင့်သုံးလိုက်ရတာလဲဆိုရင် Wi-Fi ကြီးဆိုပြီးတော့ညီမတို့တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့နောက်ထပ်တစ်ခုကတော့ညီမတို့ကဘာတွေကိုအသုံးပြုလို့ရအောင်လဲဆိုလို့ရှိရင်ဒီအချားဆိုတဲ့ကဏ္ဍလေးကိုညီမပြောပြပါမယ်။ဒီအချားဆိုတာကကိုကပိုင်းရှင်ကိုပြန်အပ်လိုက်တာဆိုရင်တော့ပိုင်းရှင်အငွေဆိုပြီးတော့ညီမတို့ကအထည်ပေးရမှာပါ။ဒါကြောင့်မလို့ကိုကပိုင်းရှင်ကိုအပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အချားဆိုတဲ့ကဏ္ဍကိုရေးပြီးတော့ဒီမှာတော့ပိုင်းရှင်အငွေလို့ညီမရေးလိုက်ပါမယ်။ function အငွေပါ function အငွေကိုတော့ဥမာအနေနဲ့ညီမကညီမ3သိန်းလို့ထည့်ပါမယ် ပြီးเนาะညီမကတိတ်ကြီးဆိုပြီးတော့တိတ်လိုက်လို့ရပါတယ်ဒါဆိုရင်เนาะညီမတို့တုံးလိုက်တဲ့အသုံးစိတ်တွေက wifi ကြီးဆိုရင်3000ခွဲညီမတုံးလိုက်တယ်ပြီးတော့ function ပြန်အပ်ငွေပြီးတော့ညီမတို့ကတုံးသိမ်းပေးလိုက်တယ်ဆိုပြီးတော့ကိုယ်ဆိုင်နဲ့ပတ်သက်တဲ့ဝင်ငွေထွက်ငွေရေးစတာတွေကိုညီမတို့ကဒီလိုမျိုးလေးမှတ်သားထားလို့ရပါတယ်ဒါဆိုတော့ညီမတို့ကခုနက function အပ်ငွေကိုဒီအခြားဆိုတာနဲ့ရွေးချယ်ပြီးထည့်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအောက်လေးမှာကျင်းအားသားဆိုပြီးတော့တွေ့ရမှာဖြစ်ပါတယ်ဒါကတော့ညီမတို့ကထွက်ငွေနဲ့တုံးလိုက်တာဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးလေးခွဲပြီးတော့ကိုကဘာအတွက်တုံးလိုက်တယ်ဆိုတာမျိုးလေးကိုဒီအောက်လေးမှာကြည့်လို့ရပါတယ်ရှင် င်အားလုံးပဲတာယာအေးချမ်းသောနေ့ရက်လေးဖြစ်ပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်